တိုင်းဟာဖျားရဲ့နှုတ်ကပတော်အဖြစ်ကျွန်တော်ရဲ့အတ္တတာကိုတိဆောက်ဖို့ဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်။အဲဒါကြောင့်ဒီကနေ့မှလည်းဖျားရဲ့နှုတ်ကပတော်အဖြစ်ကျွန်တော်ပြန်လည်ပြီးခါမှခွန်အားပေးခြင်းပါတယ်။ဖျားရဲ့နှုတ်ကပတော်ကိုကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကစုံစမ်းသွေးဆောင်ခြင်းဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ဖျားရဲ့နှုတ်ကပတော်ကိုခွန်အားပေးခြင်းတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုနဲ့ဆိုတော့ temptation ဒီစုံစမ်းသွေးဆောင်ခြင်းလို့ကျွန်တော်ပြောတဲ့အရာက ဖះရဲ့သားသမီးတိုင်းကကြုံတွေ့ရမယ်ဆုံဆန်းသွေးဆောင်ခြင်းပဲဖြစ်ပါတယ် temptation လူရဲ့လို့ဖြစ်လာတဲ့အခါမှာအထူးသဖြင့်ဖះရဲ့သားသမီးတွေကနေ့စဉ်နဲ့နေ့တိုင်းဆုံဆန်းနှောက်ယှက်ခြင်းကိုကြုံတွေ့လာတဲ့အခါမှာကျွန်တော်ဘလို့အနေနဲ့ကျွန်တော်ရှောင်လွှဲရမလဲဆိုတာတမန်ကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်ဘလို့အဖြစ်ရှောင်လွှဲရမလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းတွင်တင်ပေးထားတာတွေကိုကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့ဒီအများကြီးတမန်ကျမ်းစာထဲမှာပုံဥပမာအများကြီးထဲကနေကျွန်တော်ဒီကနေ့မှာ ဝေငှချင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကတော့ဘာလဲဆိုတော့ဘသူ့ရဲ့အကြောင်းအရာလေးကိုယူချင်တယ်လဲဆိုတော့သခင်ခရစ်တော်ရဲ့စုံစမ်းသွေးဆောင်ခြင်း၃မျိုးလုံးလုံးကိုသူ့ရဲ့အသက်တာမှာကြုံတွေ့လာတဲ့အခါမှာဘလို့အနေနဲ့ရှောင်ရှားပြီးခါမှာအောင်မြင်လာတယ်လဲအဲ့တော့ကျွန်တော်ကိုးကွယ်တဲ့သခင်ခရစ်တော်ရဲ့နောက်ကိုကျွန်တော်ယုံကြည်သူအရောက်စီတိုင်းကလည်းလိုက်ပြီးမှကျွန်တော်စုံစမ်းသွေးဆောင်ခြင်းတွေကိုဘလို့အနေနဲ့ကျွန်တော်ကြော်ဖြတ်ကြမလဲဆိုတဲ့အရာလေးကိုကျွန်တော်ဒီကွာလေ့လာကြမှာဖြစ်ပါတယ် အဲ့ဒါကြောင့်ကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်ရဲ့အသက်တာထဲမှာတည်ဆောက်နိုင်ဖို့အတွက်ကျွန်တော်ခဏလေးဆူတောင်းကြရအောင်။တန်ရှင်းတဲ့ဖခင်နာမတော်ချီးမွမ်းနဲ့ဒီနေ့တားသမီးတို့ကြားနာရမယ်နှုတ်တော်ထွက်တဲ့ကောင်းကြီးဖြစ်စေတော်မူပါ။ဒီနေ့တားသမီးတို့နှုတ်တော်ထွက်တစ်ခုစီတိုင်းဟာကိုယ့်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်စေတော်မူပါ။ကြားထားတဲ့နှုတ်ကပတ်တော်များကိုယ်တော်ဖျားကောင်းချီးပေးတဲ့ကဲ့သို့ဒီနေ့ဟောပြောမယ့်နှုတ်ကပတ်တော်ကိုလည်းကြားနာသွင်းရောက်စီတဲ့အတွက်ကောင်းချီးမင်္ဂလာဖြစ်စေပြီးမှ သခင်ဖျားကိုယ်တိုင်ကြော်လွှားခဲ့တဲ့ခက်ခဲခြင်းစုံစမ်းခြင်းများကိုနောက်မှလိုက်မဲ့ကိုယ်ရဲ့သာသမီရောက်စီတိုင်းနဲ့ကြော်ကြော်ကြော်လွှားနိုင်ရန်လုံအောင်ကိုတော်ဖျားဆက်လေမဆာပြတော်မူပါယေရှုနာမဖြင့်ဆုတောင်းစကန်နှံကြပါ၏ပါဖျားသခင်ဆိုတော့ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးမှကျွန်တော်တို့တို့ကလိလာဖို့ကျွန်တော်ဆက်လက်ပြီးခမခွန်အားပေးချင်ပါတယ်ဆိုတော့ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရဲ့အသက်တာထဲမှာဆက်လက်ပြီးခမတိဆောက်ဖို့အတွက် ကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကတော့ရှင်လူကခရစ်ဝင်ကျအခန်းကြီး၄အပိုက်ငယ်၁ကနေ၃အထိပဲဖြစ်ပါမယ်ဆိုတော့ကျွန်တော်ဖတ်သွားပြစေဖတ်သွားပြီးတဲ့အခါမှာပြောလိုက်လို့ရှင်ပို့ပြီးခါမှာတော့အားလုံးနားလည်မလို့ထင်ပါတယ်ဆိုတော့ဖခင်ရဲ့တမာကျမ်းစာကိုကျွန်တော်နဲ့အတူပါရှိလို့ရှင်ကျွန်တော်ဒီကွာဖတ်လို့ရပါတယ်ဆိုတော့၁ကနေ၃ယေရှုကတန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စုံလျက် ဂျော်ဒာမျက်နှာမှာပြန်စင်တော့ဝိညာဉ်တော်ဒီတော်သူပူဆောင်တော်မူ၏အဲ့ရ40ပတ်လုံးမာနဤစုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏ထိုကာလပတ်လုံးအစာအာဟာရကိုသုံးဆောင်တော်မူမူထိုကာလလွန်ပြီးမှမတ်သိတော်မူ၏မာနကလည်းကိုတော်ဒီဖျားသခင်တားတော်မှန်လေဤကြောက်ခဲကိုမုံဖြစ်စေခြင်းကအမိတ်ရှိတော်မူပါဟုလျှောက်လေ၏ ်ယေရှုကလည်းလူသည်မုံအားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဘုရားသခင် မိန်တော်မူသည်။အားဖြင့်အသက်ကိုမွေးရမည်ဟုကြံစာ၌လာသည်ဟုပြန်ပြောတော်မူ၏ဆောဆက်တော့အထီကိုဖတ်ပါမယ်ဒါပေမဲ့ဒီထဲမှာနံပါတ်၁ချက်နေနဲ့ကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုရင်တော့ယေရှုဖရာဟာရပောင်း40လုံးလုံးအစာရှောင်ပြီးတဲ့နောက်မှာဝိညာဉ်တော်ရဲ့ပို့ဆောင်ခြင်းအဖြစ်တောထဲမှာရောက်တယ်ဆိုတာကိုအပိုက်ငယ်တစ်မှာကျွန်တော်တွေ့လို့ရပါတယ် အဲ့ရပေါင်း40လုံးလုံးအစာရှောင်ပြီးမှယေရှုဖေယားကဘာလို့လဲဆိုတော့လုံးဝစားလောင်မွတ်တိတ်နေတဲ့အချိန်မှာဘာလဲဆိုတော့စုံစမ်းတော်သူမာနကလာပြီးခါမှာအပိုင်ငယ်တုံးမှာကိုတော်ဒီဖျားသခင်ဤတားမှန်လင်ဤကြောက်ခဲကို မုံဖြစ်စီခြင်းကအမိန်တော်ရှိပါဟုလျှောက်လေ၏ ယေရှုဖះတကယ်ပဲရပေါင်း40လုံးတော့အစာရှောင်ပြီးမှတကယ်ပဲသူ့ရဲ့အသက်တာမှာစားလောင်းမွတ်သိမ့်နေတယ်ဆိုတော့ကိုမန်နတ်ကတည်တယ်တည်တဲ့အတွက်ကြောင့်ပဲအမှန်တရားနဲ့ယေရှုဖះကိုချင်းကပ်ပြီးခါမှဖော်ပြပြီးတော့ပြောပြီးခါမှသွေးဆောင်နေဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်သွေးဆောင်တဲ့အရာကိုကျွန်တော်အသက်တာထဲမှာဒီကနေ့မှာဘယ်အရာတွေနဲ့ကျွန်တော်တို့ကအသက်တာထဲမှာကိုစန္ဒမနကသွေးဆောင်တယ်လဲ ယေရှုဘုရားကတော့တကိုးရှိတဲ့ဘုရားရဲ့သားဖြစ်တယ်။တည်သောသူတွေကိုရှင်ပြန်ထမြောက်စေတယ်။နုနာတဲ့တွေကိုကျမ်းမာစေတယ်။မျက်စိမကန်းသောသူတွေကိုမြင်စေတယ်ဆိုတာကို तू လုံနိုင်တဲ့အရာအလုံးကို तू လုတ်ခဲ့တဲ့အတွက်ကြောင့်မာနကတိတဲ့အတွက်ကြောင့်ကြောက်ခဲကိုမုတ်လုတ်စေဖို့အတွက်ကိုဒီမှာနော်သွေးဆောင်နေဆိုတာကိုကျွန်တော်တွေ့လို့ရတယ်။ဘုရားရဲ့နောက်လိုက်တဲ့ဘုရားရဲ့သားသမီးတွေကိုလည်းပဲ စတတ်မနက်ကဒီတိုင်းပဲကျွန်တော်ကိုသွေးဆောင်နေတာဖြစ်တယ်မင်းနောက်ကိုလိုက်နေတဲ့လူအများကြီးလိုချင်သလားရုပ်ဝတ္ထုတွေအများကြီးလိုချင်သလားနော်နေလောကမှာအသက်ရှင်တဲ့ခါမှာလောကစည်းစိမ်နေဖရားရဲ့ဘုံတော်ထင်ရှားဖို့တော့လောကစည်းစိမ်နေလိုချင်သလားဆိုပြီးခါမှာပဲဒီအရာတွေအားဖြင့်ပဲကျွန်တော်ရဲ့အသက်တာမှာစတတ်မနက်ကသွေးဆောင်မှာဖြစ်တယ် ယေရှုရဲ့အဓိကလိုချင်တဲ့ခန္ဓာနဲ့အသက်ရှင်တဲ့အတွက်အဓိကလိုချင်နေတဲ့အရာကပါလေသူအစာစားဖို့အတွက်ဖြစ်တယ်အဲ့ဒါကိုစာဒမဏကတည်ပြီးခါမှာဖျားကိုသွေးဆောင်တကယ်တော့ကျွန်တော်တို့ရဲ့အသက်တာမှာလေစာဒမဏကနေစင်းတဲ့နေတိုင်းသင်ဟာဒီအတိုင်းဒီတိုင်းလုပ်လို့ရှိရင်နောက်လိုက် အများကြီးရှိမယ်သင်ဟာဒီတိုင်းဒီတိုင်းလုပ်လို့ရှိရင် စီးစဲဥစ္စာတွေအများကြီးရှိပြီးဘုရားရဲ့သာသနာတွေကိုသင်တို့ကိုယ်တိုင်ကနော်ပါဝင်နိုင်မဲ့စသည်အားဖြင့်လောကစီးစိမ်အားဖြင့်သင်ရဲ့အတ္တဓာကျွန်တော်တို့ရဲ့အတ္တဓာတွေကိုနော်ဘုရားသခင်ငါဒီလိုပြောတယ်ဆိုတဲ့အရာတွေကိုမာနကအတုံးပြုပြီးခါမှကျွန်တော်တို့ကိုလှေဖျားနေတယ်ဆိုတာကိုပြန်ပြီးခါမှသတိရပေးဖို့ကျွန်တော်ဒီကနေ့ထပ်လောင်းပြီးခါမှပြောချင်ပါတယ်အဲ့လိုပဲယေရှုဘုရားဟာလည်းဗိုက်စားနေတဲ့အချိန်မှာမုံအားဖြင့် နော်ကြောက်ခဲရတဲ့မုံကိုနမိတ်လက္ခဏာလုတ်ပြီးခါမှာစားဖို့မိတ်တော်မူတဲ့ခါမှာယေရှုဖះကဗာပြန်ပြောတယ်လေအပိုင်ငယ်လေးမှာယေရှုကလည်းလူသည်မုံအားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဖះသခင်မိတ်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ဟုကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏နော်အဲ့လိုဖော်ပြပေးထားတဲ့အရာကဘာလဲဆိုရင် ဒီလိုသွေးဆောင်ချင်းဤကိုယေရှုဖခင်ကဟာငါဖခင်ရဲ့သားပဲဒါပါလို့မလုံနိုင်မလဲဖြောက်တစ်ချက်နဲ့လုံလိုက်ပြီးစားလိုက်ရတာပဲဒါပေမဲ့ယေရှုဖခင်ကသူ့ရဲ့မာနတရားအလုံးကိုသူကအဲ့မှာခဝါချပြီးမှမပြောတယ်လေလူဟာတဲ့မုတ်အားဖြင့်တာအသက်ကိုမွေးရသည်မဟုတ်တဲ့ဖခင်သခင်မိန်တော်မူသည်။အားဖြင့်အသက်ကိုမွေးရမည်အကြောင်းကြမ်းစာ၌လာတရေပြန်ပြောတယ် ပြောထားတဲ့အရာကလူရဲ့ခန္ဓာကိုယ်ကြီးကစားလောင်ဝတ်သိမ့်နေမှာပါဒါဗိမဲ့ကျွန်တော်တို့ကပူပြီးမှအသက်ရှင်ရမယ်ဟာကဖရားရဲ့နှုတ်ကပတော်အားဖြင့်ကျွန်တော်တို့ရဲ့အသက်တာမှာအသက်ပူပြီးမှရှင်ရမယ်ဆိုပြီးခါမှကျွန်တော်တို့ကိုမိမောင်းထုတ်ပြထားတာဖြစ်တယ်။အဲ့ဒါကိုဘယ်မှာဖော်ပြပေးထားတယ်လဲတဲ့တမန်ကျမ်းစာထဲမှာဖော်ပြပေးထားတယ်လို့ခရစ်တော်ကိုယ်တိုင်ကဒီမှာကျွန်တော်တို့အတွက်ကိုမိမောင်းထုတ်ပြထားတာဖြစ်တယ်။ ခရစ်တော်ကစုံစမ်းနောက်ဆက်ချင်းကြုံလာတဲ့အခါမှာလောကနဲ့ဆက်ဆိုင်တဲ့စားတောက်ချင်းနေနဲ့သူ့ရဲ့အတ္တမှာနော်စာဒမာနရဲ့စုံစမ်းချင်းနေကြုံတဲ့အခါမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆွဲကြိုင်ပြီးမှလူဒီမုံအားဖြင့်သာတက်ကိုမွေးရသည်မဟုတ်ဖခင်သခင်မိန်တော်မူသောတမန်ကျမ်းစာအားဖြင့်သာအတက်ကိုမွေးရမယ်ဆိုပြီးခါမှာဖော်ပြပေးထားတာဖြစ်တယ်အဲဆိုရင်သခင်ခရစ်တော်ဖခင်ကလောကမှာရှိတဲ့အရာတွေကအရေးမကြီးဘူး အစားတောက်တွေကအရေးမကြီးဘူးလို့မပြောပါဘူးအရေးကြီးပါတယ်ဒါပေမဲ့တမာချန်းစာကပို့ပြီးခါမှယုံကြည်သူတွေအတွက်အရေးကြီးပြီးခါမှအဲတမာချန်းစာမှာတွင်တွင်ပေးထားတဲ့အတိုင်းလေလာလိုက်နာပြီးခါမှကျွန်တော်တို့ကနော်လောကအစားစာတွေကလည်းစားသုံးရင်းနဲ့နံပါတ်1ဖျားကိုဦးစားပေးရမယ်ဆိုပြီးခါမှဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အနေဆာရမနကယေရှုဖျားကိုနံပါတ်1နေနဲ့ ။ဤကြောင့်ခဲကိုမုံဖြစ်စေပါဆိုပြီးခါမှပြောတဲ့အရာမအောင်မြင်လာတဲ့ခါမှနမတ်နှစ်ပြန်ပြီးခါမှသွေးဆောင်တယ်။အဲသွေးဆောင်တဲ့အကြောင်းအရာကိုအပိုင်ငယ်၅ကြည်အောင်။တဖန်မာနသည်ယေရှုကိုမြင့်လာတော်တောင်ပေါ်သို့သွေးဆောင်၍ဒီလောက၌ရှိသမျှတော့တိုင်းနိုင်ငံတို့ကို တခဏချင်းတွင် ပြညွန့်၍ဤဘုံတကောအာနုဘောရှိသမျှတို့ကိုငါ၌အခဲ့ပြီး ငါသည်ပေးလို့တော့သူအားပေးရသည်ဖြစ်၍ကိုတော်အားပေးပါမည်ငါကိုကိုးကွယ်လင်ဤအလုံးစုံတို့သည် ကိုတော်ဤဥစ္စာဖြစ်လိမ့်မည်ဟုလျှောက်လေ၏ပရမမအစားတောက်အားဖြင့်ယေရှုဖျားဆွဲဆောင်တယ်ဒုတိယမှာအဲ့ဟာမရတဲ့အတွက်ကြောင့်ဘာနဲ့လဲဆိုတော့သူ့ကိုပြတ်ဝက်ကိုးကွယ်ဖို့ တင့်ကိုငါ့ကိုပြောက်ဝကိုးကွယ်လို့ရှိရင်တင့်ကိုငါမြင်တွေ့ရတဲ့တိုင်းနိုင်ငံนี่တွေ့လာဒီတိုင်းနိုင်ငံအားလုံးကိုတင့်ကိုငါပေးမယ်ဆိုပြီးခါမှယေရှုဖခင်ကိုစတဲ့ငါသွေးဆောင်ပါတယ်အဲ့ဒီနဲ့ကျွန်တော်ယုံကြည်သူတွေအတွက်ဗာသင်ခန်းစာယူလို့ရလဲစတဲ့မနတ်ကတခါတလေချင်ရင်ကျွန်တော်တို့ကိုလောကစီးစိမ်ဥစ္စာတွေနဲ့ကျွန်တော်တို့အသက်တာထဲမှာသွေးဆောင်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှပြောပြချင်ပါတယ်နော် င်ရင်သာသနာလုပ်တဲ့နေရာမှာတော့လကောင်းတင်ယုံကြည်သူဖရာရဲ့သာသနာဖြစ်တယ်မကောင်းတဲ့အရာလေးဒီဟာလေးကိုပြောလိုက်ပါလားဒီဟာလေးကိုလှုပ်လိုက်ပါလားဘသူမှမသိပါဘူးအဲ့လိုမျိုးပြောတဲ့အရာလေးတွေနဲ့အောင်မြင်မှုအများဆုံးတင်ရလိမ့်မယ်ဆိုပြီးခါမှစာတိုင်မာနရဲ့စုံစမ်းနှောက်ယှက်ခြင်းတွေကိုကျွန်တော်တို့ရဲ့အသက်တာမှာရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ ယေရှုဖရာကိုယ်တိုင်ရဲ့အသက်တာထဲမှာလည်းခုနကျွန်တော်ပြောတဲ့လောကစည်းစိမ်ဥစ္စာတွေကိုပြပြီးခါမှာငါ့ကိုပြောက်ဝက်ကိုကိုယ်ကဒီအရာတွေရမယ်ဆိုပြီးမှသွေးဆောင်လာတယ်။အဲတော့ကျွန်တော်ရဲ့အသက်တာမှာလည်းစာဒမနတ်ကအဲအတိုင်းမှာပဲကတင်ကတော်တနာလုံနေတယ်။မြန်မာပြည်ကြီးပြောင်းလဲဖို့တက်ကိုတင်ဆူတောင်းနေတယ်။တော်တနာပြုတ်ဖို့တဲ့ငွေရေးကြီးလိုတယ်။ရဲ့ငွေကြီးကြီးကိုဖြည့်ပေးဖို့အတွက်ကိုစာနာမဏ္ဍကအ အနှဲငယ်သောလိန်လေလှဲ့ဖျားခြင်းတွေကိုအသုံးပြုပြီးခါမှနင်းနေနေလေးလိန်ပြီးခါမှရေးလိုက်ပါလားအာရာဆိုရင်နင်အများကြီးရသွားမယ်ပူပိပံပူမနိုင်မယ်ဆိုတော့နော်နီးပရိယေတွေကိုသာဒမဏကအသုံးပြုပြီးကျွန်တော်ရဲ့ဖရားရဲ့သာသနာကိုညင်ညူးစေနိုင်တယ်ဆိုတာကိုပြန်မိခါမှတရိယာစေခြင်းလဲပြန်မိမှမြင်အောင်ကြည့်ပါဖရားကတင့်ကိုပေးထားတဲ့ယူပါယုံတွေကိုအယောင်စိုးနေတာကဘာတူလဲ စာဒမနကတဲ့ရဲ့ယူပါယုံရောအယောင်ဆိုးတဲ့အခါမှာတဲ့ရဲ့ယူပါယုံနေကိုတင်တော့ကိုယ်တိုင်စွန့်ပစ်ပြီးခါမှာတဲ့ယူပါယုံထက်ဘီပါရဲ့စပွန်ဆာတွေကိုကျွန်တော်ယူမိတဲ့အချိန်တွေမများဘူးလားတဲ့မိခါမှာဆင်ချင်ကြည့်ပါအဲ့တော့ကျွန်တော်ပြောချင်တဲ့ရကဘီပါစပွန်ဆာယူတိုင်းနဲ့အပြစ်ဖြစ်တယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူး ကျွန်တော်ပြောချင်တဲ့အရာကလိန်လေလှေဖျားပြီးခါမှကျွန်တော်ယူလိုက်တဲ့အရာကတစ်ဖက်ကနဲ့ပြောလိုက်လို့ရှင်ပါလဲဆိုစာဒမာနရဲ့သွေးဆောင်ချင်းချင်းလို့တော့ပြောပါလဲလီရန်တမာကျန်းစာထဲမှာလီရန်ဆိုတာမရှိပါဘူးအဟုတ်ကို အဟုတ်ဖြစ်စေအမှားကိုအမှားဖြစ်စေဆိုပြီးခါမှပဲတမာကျန်းစာမှာလည်းတွင်တွင်ပေးထားတာယေရှုကိုယ်တိုင်ကပြောတယ်အမှန်ကိုအမှန်ဖြစ်စေပါအမှားအမှားပဲ ငါ့ကိုအပေးအယူနဲ့လာမြင်နိုင်လို့မရဘူးဆိုပြီးခါမှယေရှုကတမျိုးနဲ့ပြောထားတာပဲဖြစ်တယ်။အားကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ဒီလိုမျိုးသွေးဆောင်ခြင်းကြုံတဲ့အခါမှာကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ။ယေရှုဘုရားကတော့ဒီလောကစီးစိမ်ဥစ္စာတွေနဲ့သူ့ကိုပြန်မြင့်ခါမှမြူဆွဲလာတဲ့ခါမှဆွဲဆောင်လာတဲ့ခါမှစုံစမ်းနှောက်ရှက်လာတဲ့ခါမှယေရှုဖះကတော့ဘလို့ပြန်တုံ့ပြန်တယ်လေအပိုင်ငယ်ရှစ်မှာ ယေရှုကလည်းအချင်းစာတန်းငါနောက်သို့ဆုံလောတင်ဤဖျားသခင်သာဗရာဖျားကိုကိုးကွယ်ရမည်ထိုဖျားသခင်ကိုသာဝတ်ပြုရမည်ဟုစံစာလာသည်ဟုပြန်ပြောတော်မူ၏စံစာလာသည်ဆိုပြီးခါမှပြန်ပြီးမှဖော်ပြပေးထားပါတယ်စံစာထဲမှာဖော်ပြပေးထားတဲ့ဒီလောကစည်းစိမ်အုပ်စအားလုံးကို ပိုင်တတ်သောစာတန် ုံးမကိုကိုရမယ်လို့တမချန်းစာထဲမှာ မဖော်ပြပေးထားဘူးတင်းရဲ့အကူအညီနည်းနည်းလေးယူပြီးခါမှတိုင်းနိုင်ငံကိုကူညီပါလို့တခုမှမဖော်ပြပေးထားဘူးစัจ java လာတခုလုံးကိုဖန်ဆင်းတဲ့ဖျားကိုဝက်ပြုကိုကိုရမယ်ဆိုပြီးမှခရစ်တော်ကိုယ်တိုင်ကစာတန်ကိုပြန်ပြီးခါမှဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်စာတန်ငါနောက်ကိုဆုတ်ပါကိုကိုွယ်ချင်းကိုဘာလို့ပြောနေတယ်လဲ ိုးကွယ်ခြင်းကိုဘာလို့ပြောနေတယ်လဲငါနောက်ကိုဆုတ်ပါထာဝရဘုရားကိုကိုးကွယ်ရမယ်တဲ့အသက်ရှင်တဲ့ထာဝရဘုရားတဲ့ဘာတိတာတော်ဟုကျွန်တော်ကိုးကွယ်ရမယ်ထိုးဘုရားသခင်ကိုသာဝတ်ပြုရမယ်လို့ကြမ်းစာလာတယ်တဲ့ကြံတဲ့အရာကိုဝတ်ပြုကိုးကွယ်လို့မရဘူးဆိုပြီးမှဒီမှာခရစ်တော်ကိုယ်တိုင်ကတုံ့တင်ပေးထားတာဖြစ်တယ်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေ ကျွန်တော်တို့ဖရားရဲ့အမှုတော်မြတ်မှာပါဝင်တဲ့အခါမှာယုံကြည်သူတွေဖြစ်လာတဲ့အခါမှာလောကစည်းစိမ်ဥစ္စာကတခဏတည်းမှာကျွန်တော်တို့ကိုလိမ်လည်လှည့်ဖျားဖို့အရမ်းမဲ့လွယ်ပါတယ်ကျွန်တော်လိုအပ်နေတဲ့အချိန်မှာပဲစာတန်ကလည်းကျွန်တော်တို့ကိုတွေးဆောင်ပါတယ်ကျွန်တော်ဗိမာန်တော်တွေစောက်တော့မဲ့အချိန်မှာဗိမာန်တော်အတွက်လိုအပ်တဲ့အချိန်မှာစာတန်ကအဲ့ညမှာအုံပြပြီးကျွန်တော်တို့အသက်တာကိုစုံစမ်းနှောက်ယှက်တတ်ပါတယ် ျွန်တော်သဒ္ဒနာအကြီးကြီးမားမားလုပ်ဖို့ကျွန်တော် conference တွေလုပ်ဖို့ကျွန်တော်စူတောင်းတဲ့အခါမှာတိုင်းမှာသဒ္ဒမာနကကျွန်တော်ကိုအဲ့အရာတွေအဖြစ်ကျွန်တော်တို့ကိုစုံစမ်းနောက်ဆက်တက်ပါတယ်အဲ့အရာဒီကိုကျွန်တော်တို့သိရှိပြီးမှကြော်လွားနိုင်ဖို့တခုသီးသောနည်းလမ်းကတမာကျန်းစာထဲမှာဖော်ပြပေးထားတဲ့အတိုင်းလောကစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းသောအရှင်ဖရာသခင်ကိုသာလျှင်ဝတ်ပြုကိုယ်ရမယ်ဆိုပြီးခါမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ် တခါတလေကျရင်ကျွန်တော်တို့ကဖရားရဲ့သာသနာကိုအယမ်းချစ်လွန်းတဲ့အတွက်ကြောင့်လမ်းမကိုရောက်သွားတတ်တယ်။ဖရားရဲ့သာသနာကိုချစ်လွန်းတဲ့အတွက်ကြောင့်ဖရားပေးထားတဲ့ယူပါယုံကိုကျွန်တော်တို့ကစွန့်ပစ်ပြီးခါမှဒီကျွန်တော်တို့ကစပွန်ဆာတွေကိုဦးစားပေးပြီးမှငွေရေးကြေးနဲ့ဖရားရဲ့သာသနာကိုတာ၍လှူဆောင်ခြင်းတော့သူများဖြစ်တာတော့ကျဲအဲ့ဒါကြောင့်ပြပစွန်ဆာယူတော့မှားတယ်လို့ကျွန်တော်မပြောပါဘူး။ ဖယားကအလိုတော်ရှိရင်တို့တာနာကိုတာ၍ကြီးပွားဖို့အတွက် unity စီလုံးညီညာအောင်ကြောင်းဖြာဆိုတဲ့အတိုင်းအတူတကွကျွန်တော်တို့ကလှုပ်ပြီးမှဖယားရဲ့နိုင်ငံဘုံတော်ထင်ရှားဖို့ဖယားသခင်အလိုတော်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်အဲမှာတရီထားရမယ့်အရာကဖယားကကိုကိုယူပါယုံပေးတဲ့အရာကိုစွန့်ပစ်ပြီးခါမှာအဲငွေကြီးကိုယူပြီးခါမှာကျွန်တော်လှုပ်လိုက်တဲ့ခါမှာဖယားရဲ့အလိုတော်မဟုတ်တော့ဘဲနဲ့ ဘာဖြစ်လာတယ်လဲဆိုရင်ဖယားနဲ့တာ၍ဝေးကွာစေသောသာသနာဖြစ်လာတယ်။ကျွန်တော်တို့နဲ့ဖယားရဲ့ချမသာသနာကဘာဖြစ်လာတယ်ဆိုအဟံအတားတွေဖြစ်လာတယ်။ဖယားနဲ့ကျွန်တော်ချမအသင်းတော်ကဘာဖြစ်လာတယ်လဲဆိုတော့အဟံအတားဖြစ်လာတယ်။ဖယားနဲ့ကျွန်တော်ကနီနီကကနဲ့နင်းဖို့အခွင့်အရေးမရှိတော့ဘဲတဲ့အဲ့အရာတွေကကြားဝင်လာတယ်။အဲ့ဒါတခါတလေစမ်းစာဒံမနကအသုံးပြုတတ်ပါတယ်။ဒါကြောင့်ပဲဖယားကိုချစ်တဲ့ဖယားရဲ့သားသမီးတတော်များများ နောက်ဆုံးသောကာလမှာဆိုဘာဖြစ်လာတယ်လဲဆိုတော့ဖယားထက်သာသနာကိုပူဦးစားပေးလာတယ်ဖယားထက်ငွေကြေးကိုပြီးပိုပြီးခါမှဦးစားလာတယ်။ဝိညာဉ်ပေးဝိညာဉ်ရေးပိုင်းရမှာတနေပြီးတနေကြလာပြီးမှဘာဖြစ်လဲခန္ဓာရေးပိုင်းရမှာအသိတော်ပိုင်းမြာမှာပိုပြီးကြွယ်ဝချမ်းသာလာတာဒါဖယားသခင်အလိုတော်ရှိတဲ့အရာမဟုတ်ပါဘူး။ဖယားသခင်အလိုတော်ရှိတဲ့အရာကသူ့ကိုနမတ်တဲ့နေရာမှာထားပြီးခါမှကျွန်တော်အစဉ်အမြဲနဲ့ကြီးထွားတဲ့ဖယားရဲ့သာသနာ ဖြစ်ဖို့အတွက်ကိုဘုရားသခင်အလိုတော်ရှိတယ်။အဲဒါကြောင့်ဘုရားရှင်ကယေရှုကိုယ်တိုင်ကသူနင်ပေးထားတယ်။စာတန်ကဒုတိယအကြိမ်ပြန်ပြီးခါမှဆွေးဆောင်တဲ့အခါမှာဘုရားကိုနံပါတ်၁ညမှာထားပါနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းကိုရှိဦးစွာရှာလောင်းနောက်မှထိုရာများပြေးမယ်ရှေးမာသဲ633မှာဖော်ပြပေးသလိုလိုက်လျှောက်တော့ဖရားရဲ့တာသမီတွေဖြစ်ဖို့သခင်ခရစ်တော်ကကျွန်တော်တို့တက်တာမှာတွင်တွင်ပေးထားတယ်ဆိုတော့ပြန်ပြီးခါမှ remind ပေးချင်တာဖြစ်ပါတယ် အဲ့ဒါနဲ့ရလာမရတဲ့အတွက်ကြောင့်စာလံကနောက်ဆုံးနေနဲ့ထပ်ပြီးခါမှယေရှုဖျားကိုဆွဲဆောင်ပါတယ်အဲ့ဒါကပါလေအပိုင်ငယ်ကိုမှာတဖန်မာနတီယေရှုကိုယေရုရှလင်မြို့သို့ဆောင်းသွား၍ဗိမာန်တော်ဤအထွက်၌တင်ထားပြီးလျှင်ကျမ်းစာလာတီကတင့်ကိုစောင့်ရှောက်စေခြင်းက ကောင်းကင်တမန်တို့အားတင့်အဖို့မှားထားတော်မူသည်ဖြစ်၍၁၁တင့်အခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းက ူတို့သည်တင့်ကိုလက်နဲ့မဆချီပင်ကြလိမ့်မည်ဟုလာ၏ထို့ကြောင့်ကိုတော်သည်ဖျားသခင်တားတော်မှန်လင်ဤအထွက်မှ ကိုကိုကိုအောက်သို့ချလိုက်တော်မူပါဟုပြောလေ၏တင့်ဖျားရဲ့တားမဟုတ်လို့လားနော်ဒီဒီဂျေရုရှလင်ရဲ့တမ်ပါကနဲ့ခုံချလိုက်ပါ ကောင်းကင်တမန်ကြီးကတင့်ကိုဝမ်းရံနေတယ်တင့်ရဲ့ခြေတော်မှ နော် ်မြေကြီးမထီရအောင်ဘာမှမဖြစ်အောင်ကောင်းကင်နမန်ဒီကတင့်ကိုစောင့်ရှောက်ကာကွယ်မင်းဆိုပြီးခါမှဖော်ပြပေးထားတယ်တမျိုးနဲ့ပြောအဲထဲမှာကျွန်တော်ဘာတင်ခန်းစာယူလို့ရတယ်လေဆိုရင်ကဲတင်းရအသက်တာမှာနမိတ်လက္ခဏာတွေပြပါလားဘုရားရဲ့နှုတ်ကပတ်တော်ကိုအသုံးပြုပြီးခါမှာအော်ဆရာတွေလုတ်ပြပါလားနေရနောက်မှာလူပေါင်းမြောက်များစွာလိုက်လာမယ်ဘုရားရဲ့တကိုးရင်းနဲ့တင်းဟာမျိုးစုံလုံနိုင်လိမ့်မယ် ဆိုပြီးခါမှယေရှုဖျားကိုလှည့်ဖျားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်ကျွန်တော်ရဲ့အသက်တာမှာရောဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်အတိုင်းမှာဟောပဲနဲ့ ကျွန်တော်တို့ကကိုကြိုက်တဲ့အတိုင်းဟောပြောပြီးနမိတ်လက္ခဏာတွေဖျားသခင် အလိုတော်ရှိတဲ့နမိတ်လက္ခဏာတွေမလုတ်ပဲနဲ့လွဲမားစွာလုတ်ပြီးခါမှဖျားသခင်ရဲ့ဗိမာန်တော်ကိုကျွန်တော်တို့ကဖျားသခင်ရဲ့သာသနာကိုကျွန်တော်တို့ကတီဆောက်နေတော့သူများ ဖြစ်မိလို့ရှင်တိတ်ပြီးခါမှဝမ်းနည်းစရာကောင်းပါတယ်အရာကဘသူရဲ့နောက်ကိုလိုက်နေလဲစာတန်ရဲ့စုံစမ်းနှောက်ရခြင်းနောက်ကိုလိုက်နေတယ်ဆိုတာပြန်ပြီးခမသတိထားစီခြင်းနဲ့ လေစားမှုတွေမင်းဖရားရဲ့တပည့်ခုံချပါလားကောင်းကင်တမန်တွေကမှမှန်ကန်ပါတယ်ယေရှုဖျက်ခုံကြည့်ပါလားကောင်းကင်တမန်တော်မလို့စာနဲ့ကြွားသွားလို့ရတယ်ဒါမဲ့လို့လားမလို့ဘူးတင်နဲ့ကျွန်တော်ကစာတန်ကလာပြီးခါမှကျွန်တော်ကဖရားရှင်နဲ့ပူပြီးခါမှဆက်ကလာတဲ့ခါမှစာတန်ကတင်လို့လိုက်ပါလားတဲ့သူ့ကိုဆူတောင်းပေးလိုက်ပါလားသူချမ်းမာလာမယ်ပြောတဲ့အခါမှာကျွန်တော်ဖရားရဲ့နာမကိုအသုံးပြုပြီးမှဖရားရဲ့ဘုန်းတော်မထင်ရှားပဲနဲ့ တမချန်းစာအတိုင်းမို့ပဲနဲ့ကျွန်တော်ပောက်ကရရကျွန်တော်တို့ကဖရားရဲ့တကိုးကိုလွဲမှားစွာအသုံးပြုနေတော့သူများဖြစ်မိသလားမိမိကိုယ်ကိုပြန်ပြီးခါမှဆင်ခြင်ဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာဖရားကိုချစ်တဲ့ဖရားရဲ့သားသမီးတွေတမာတရားကိုနဲ့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 ကျွန်တော်နားလေသဘောပေါက်ဖို့သိပြီးခါမှအရေးကြီးတယ်ယေရှုဖះကဒါကြောင့်မဲ့နောက်ဆုံးသူ့ရဲ့ဆုံးဆန်းနောက်ချက်ချင်းကိုဘယ်လိုပြန်ပြောတယ်လဲဆိုရင်အပိုင်ငယ်ဆက်နေမှာ ယေရှုကလည်းတင်ဤဖျားသခင်ကိုတင်သည်အဆုံအစမ်းမပြုရဟုစံစကားရှိသည်ဟု ပြန်ပြောတော်မူ၏ယေရှုဖျားသူတကူတခုမှမတုံမူစံစကားအရာတင်ရဲ့ဖျားသခင်ကိုစုံစမ်းသွေးဆောင်ခြင်းမပြုရဟုကိုယ့်ရဲ့ဖျားသခင်ကိုစမ်းတတ်လို့မရဘူးတမန်ကျမ်းစာထဲမှာဖော်ပြပေးထားတဲ့စမ်းတတ်တယ်ဆိုတာဗာလဲမယုံကြည်လို့စမ်းတတ်တာတန်တရားရှိလို့စမ်းတတ်တာဒါကိုခရစ်တော်ဖျားကလို့တော့မရှိဘူး ဲ့ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေစာဗမဏတ်ကကျွန်တော်ဘုရားရဲ့အမှုတော်မြတ်မှာကျွန်တော်ပါဝင်နေတဲ့အခါမှာဘုရားရဲ့သားသမီးယုံကြည်သူတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဒီဟာဘုရားရဲ့တကူကိုအသုံးပြုပြီးခါမှာလှည့်စားသောသူများမဖြစ်ပါမိအကြောင်းဘရိုဖက်လိုဟန်ဆောင်ပြီးခါမှာလွေမဆာတုန်တင်တဲ့အရာတွေလကောင်းနမိတ်လက္ခဏာကိုဘုရားသခင်နမိတ်လက္ခဏာလို့လို့ပြပြီးစားသောဘုရားရဲ့သားသမီးတွေမပြဖို့ ဖះရဲ့တားသမီးတွေမဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့ဒါကပါလေဆိုရင်တားတက်တွေးဆောင်ခြင်းမှာဒီအရာက ပါဝင်ပါတယ်အဲ့ကြောင့်ဖះကိုချစ်တဲ့ဖះရဲ့တားသမီးတွေသခင်ခရစ်တော်ကိုယ်တိုင်ကသုံးခုစလုံးမှာတွေးဆောင်ခြင်းကိုသူ့ရဲ့တကူအဖြစ်တစ်ခုမှ သူမကြော်လွှားဘူးကျန်းစာလာဒီကာဆိုတဲ့အရာနဲ့သူကအောင်မြင်စွာကြော်လွှားတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရတယ် အကြောင်းဘုရားကိုချစ်တဲ့ဘုရားရဲ့ဒါသမီးတွေကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒီအရာတွေစုံစမ်းနှောက်ရတဲ့အရာတွေလာမယ်နံပါတ်၁ကပါလေကျွန်တော်တို့လောကမှာဝိုင်းရေးအတွက်နဲ့သက်ဆိုင်တဲ့စုံစမ်းနှောက်ရခြင်းတွေလာလိမ့်မယ်နောက်ပြီးခါမှာလောကစီးဆိုင်တဲ့သက်ဆိုင်တဲ့အရာတွေအာနာတွေပါဝါတွေလာလိမ့်မယ်နောက်တစ်ခုကဘုရားရဲ့နာမကိုအသုံးပြုပြီးခါမှာမင်းစီနာမတွေအသုံးပြုပြီးခါမှာကျွန်တော်တို့ပြုလုပ်နိုင်တဲ့အရာစုံစမ်းနှောက်ရခြင်းတွေလာတဲ့အခါမှာ ကျွန်တော်ဘယ်အရာအဖြစ်မဲ့ကျွန်တော်တိုက်လှိုင်းလို့ရတယ်လေယေရှုဘုရားပြခဲ့တဲ့တမာကျမ်းစာအဖြစ်မဲ့ကျွန်တော်ကတိုက်လှိုင်းနိုင်တော့သူများဖြစ်မှာဖြစ်တယ်အကြောင်းဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာမှာယုံကြည်သူရဲ့အသက်တာမှာဘုရားရဲ့အမှုတော်ဆောင်ရဲ့အသက်တာမှာစုံစမ်းသွေးဆောင်ခြင်းရောက်လာတိုင်းရောက်လာတိုင်းမှာကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဆွဲကြိမ်ပြီးခါမှကျွန်တော်ရှောင်လွှားနိုင်တော့ ကြော်လွှားနိုင်တော့အောင်မြင်နိုင်တော့ဖရားရဲ့ဒါရမီတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်။နောက်ဆုံးအနေနဲ့ဟေပြေဩဝါဒစာခန်းကြီး၄เนาะအပိုက်ငယ်7ကနေ16ကျွန်တော်ဖတ်ကြည့်ရအောင်ဟေပြေဩဝါဒစာအခန်းကြီး အပိုင်ငယ်၁၂ကနေ၁၆ကျွန်တော်ဒီကနေ့ဖတ်သွားပြစီဖရာသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လျက်တကာတို့ထက် ထက်ချင်းနှင့်ပြည့်စုံသည်ဖြစ်၍အတတ်နှင့်စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နှင့်ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွန်းတတ်၏စိတ်နှလုံးအကြံစီများကိုလည်းတည်မြင်တတ်၏ငါတို့ကိုစစ်ကြောစင်ရင်တော်မူသောသူရှိနိုင်မထင်ရှားသော အရာတစုံတစ်ခုမျှမရှိခတ်သိမ်းသောအရာတို့သည်အကွဲအကားမရှိဘဲမျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏ဆိုပြီးခါမှဖော်ပြပေးထားပါတယ်၁၆ထိတော့ကျွန်တော်တွားပြီးခါမှမဖတ်တော့ပါဘူး ဲ့ဒါကြောင့်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဟာဘလောက်ထိအရေးကြီးတယ်လဲဆိုရင်အသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လျက်တကာတို့တက်ခြင်းပြည့်စုံသည်ဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နဲ့ခြင်းစီ၎င်းတိုင်းချ၍ထုတ်ခွန်းတတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏ဆိုပြီးခမဖော်ပြပေးထားတယ်အဲကြောင့်ဟေပြေဩဝါဒစာအခန်းကြီး၄အပိုင်ငယ်ကျွန်တော်ခုနပြောတဲ့၁၂ကနေ၁၆ကိုကျွန်တော်တွားဖတ်တဲ့အခါမှာ ဖယားရဲ့နှုတ်ကပတ်တော်ဘလောက်အထိအံ့ဩစရာကောင်းသလဲစုံစမ်းနောက်ဆက်ချင်းညီတို့ကြုံတွေ့တဲ့အခါမှာအခက်ခဲတွေကြုံတွေ့လာတဲ့အခါမှာသွေးဆောင်ချင်းညီကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့ဒီကဖယားရဲ့နှုတ်ကပတ်တော်ကိုဆွဲကြိုင်ပြီးမှတခင်ခရစ်တော်ကဲ့သို့ကျွန်တော်တို့အသက်တာကိုကျော်လွှားနိုင်တဲ့ဖယားရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်။ဒါကြောင့်ဖယားကိုချစ်တဲ့ဖယားရဲ့သားသမီးတွေကျွန်တော်တို့ဒီအချက်၃ချက်နဲ့စုံစမ်းခြင်းကနေတိုင်းကြုံတွေ့နေရပါတယ်။ ံပါတ်1ချက်ကဘာနဲ့လဲဝမ်းရည်အတွက်နဲ့စုံစမ်းသွေးဆောင်တဲ့ပုံစံတွေက တူမာတော့မဟုတ်ပါဘူးဒါမဲ့ဝမ်းရည်အတွက်ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဆင်ခြင်လိုက်တဲ့အခါမှာမှန်တယောင်ယောင်ရှိပေမဲ့လည်းပဲတမာတရားနဲ့ထိုးချိန်လိုက်တဲ့အခါမှာမှားတဲ့အရာတွေကိုမပြုတ်လို့မိဖို့သိပြီးမှအရေးကြီးတယ်နံပါတ်2ချက်အနေနဲ့ကျွန်တော်ထပ်လောင်းပြီးခါမှာ3ပေးချင်တဲ့အရာကလောကစည်းစိမ်အဖြစ် ငွေရေးကြေးရေးအဖြစ်ဖရားရဲ့သာသနာကိုကူညီမိတော့ဖရားရဲ့သာသမီတွေမဖြစ်မိဖို့သိပိခါမှာရည်ကြီးပါတယ်။ဖရားရှင်လိုချင်တဲ့အရာကပါလဲသူ့ကိုနံပါတ်1နေရာမှာထားဖို့သခင်ခရစ်တော်ကိုယ်တိုင်ကတမန်ကျမ်းစာထဲမှာရေးထားတယ်လို့ဖော်ပြပေးထားတယ်။အဲကြောင့်ကျွန်တော်တို့ကငွေရေးကြေးရေးအဖြစ်တော်လကောင်လောကစည်းစိမ်အဖြစ်ဖရားကိုမကူညီမိတော့သူများဖြစ်ဖို့သိပိမှာရည်ကြီးတယ်။နံပါတ်3ချက်အနေနဲ့ တဲ့အရေးကြီးတာကဖရားရဲ့အမှုတော်မြတ်ထဲမှာပါဝင်နေတဲ့ခါမှာတော်လကောင်းဖရားနာမကိုအလွဲသုံးပြီးခါမှာပြုလုံးမိတော်သူများဖရားရဲ့တကောအိုလွဲမားစွာအသုံးပြုမိတော်ဖရားရဲ့သားသမီးများမဖြစ်ဖို့သိပြီးခါမှာအရေးကြီးတယ်ဒီသုံးခုကိုကျွန်တော်စုံစမ်းချင်းရောက်လာတဲ့ခါမှာစာတမန်နတ်ကိုတည်းကတမန်ကျမ်းစာကိုစွဲကြိမ်ပြီးခါမှာစုံစမ်းလာတဲ့ခါမှာ တမာကျမ်းစာအဖြစ်မဲ့တခင်ခရစ်တော်ကအောင်းနိုင်တဲ့ကဲ့သို့တင်တဲ့ကျွန်တော်ဟာလဲဖရားရဲ့နှုတ်ကပတ်တော်ကိုဆွဲကင်ပြီးခါမှကျွန်တော်တို့တမာတရားအဖြစ်ဒီစုံစမ်းနောက်ဆက်ခြင်းနေသွေးဆောင်ခြင်းနေအရာတွေကိုကျွန်တော်အောင်မြင်ကျော်လွှားနိုင်တော့ဖရားရဲ့တာသမီတွေဖြစ်ကြရအောင်လို့ဒီနေ့မှာဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဝေငှချင်ပါတယ်ကျမ်းစာတို့ရောက်စီတိုင်းပေါ်မှာဖရားရှင်ကောင်းချီးပေးပါစေ